အားလုံးပဲမင်္ဂလာပါခင်ဗျာ YouTube channel လေးဖြစ်တဲ့ Linga Support channel ကနေလည်းကြိုဆိုပါရစေခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ဒီနေ့ပေါ်တော့ဒါဥရောပ Boys တွေဖြစ်တဲ့ UEFA U20 Champion League Boys တွေကိုကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဒီ Boys တွေကိုပေါ်တော့ဒါ22ရက်နေ့ည23ရက်နေ့မနက်မှာရှင်းပြကစားကြမှာ Boys တွေဗျာဆိုတော့ဒီ Boys တွေမှာကျွန်တော်ရဲ့အကြက်ကလေးတွေရွေးချယ်ပေးထားတာလည်းဖြစ်တယ်ဆိုတော့ညီကိုတို့အကြက်ရှင်းတူမှလိုက်ပြီးတော့ဒါတွေ့ဆော့ကစားပေးခြင်းပါတယ်ဒီ Boys တွေကကျွန်တော်ရဲ့အကြက်ကလေးတွေရွေးချယ်ပေးထားတဲ့အတွက်ကြောင့်မို့လို့ပါ ဲကျတော့ကျွန်တော်ကတော့ဒီအကြိုက်တွေရွေးချယ်ပေးထားရဆိုတော့ကြောင့်လည်းညီလိုလိုနေတယ်လည်းအဆင်ပြေမယ်လို့တော့ထင်ပါတယ်အဲကျတော့ချန်ပီယံလိပွဲတမှာကျွန်တော်ပွဲနဲ့နဲ့ပဲရွေးချယ်ပေးထားရပြဒီနေ့တော့ကျွန်တော်လေးပွဲရွေးထားမှာဆိုရင်ရေရဲပွဲကနေရောဘိုင်ယံပွဲထိရွေးရွေးချယ်ပေးသွားမှာစိတ်ကြိုက်လေးပွဲပေါ့နော်ပထမဆုံးပွဲစဉ်ဖြစ်တဲ့ရေရဲနဲ့ဂျူပင်ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာလည်းဖြစ်ပါတယ်ဆိုတော့ရီးယားကတော့စပိန်လာလီဂါရဲ့အဆင့်ကြီးရတာမှတ်ပေးပလာမှာနံပါတ်1ဖြစ်နေပြီးတော့ဂျူဘင်ကတော့ဒါအီလီစီတီရဲ့ပေါ့နော်အဆင့်ကြီးရတဲ့မူမှာဒါနံပါတ်6မှာရပ်တည်နေတယ်ဗျဆိုတော့ဂျူဘင်ကတော့အီလီစီတီမှာ ုတ်မလို့လည်းဒါအဆင်မပြေဘူး။ဒီရဲကတော့လာလီကာစပိန်မှာဆိုရင်တော်တော်လေးကိုအဆင်ပြေထားတယ်။ဆိုတော့ရှမ်ပီယံလိကိုကြည့်ရမယ်ဆိုတော့ဒီရဲက2ပွဲနိုင်ရရှိထားပြီးတော့ဂျူပင်က2ပွဲသုံးတေးကြထားတယ်။ဂျူပင်ဝဲခွင်းက2ပွဲလုံးတေးကြထားဆိုမှဒီပွဲစဉ်2ပွဲသုံးမှာ5ပေါ်ရင်းနဲ့5ပေးအများပြီးတော့တေးကြထားတဲ့ပွဲ။ဒီရဲကလည်း5ပြတ်နေနိုင်ရရှိထားတဲ့ပွဲစဉ်တွေဒါညားတယ်ဆိုတော့ဒီရဲအနေနဲ့ဒီနေ့အိမ်ခွင်းမှာဂျူပင်တက်ကိုကြောပေးထားတဲ့ body ချင်းမှာဆိုရင်အလုံးတွေကနေတလုံးသွင်းသွားရင်ပြားဆုံးအရှုံးသေးလေးထိပေါ်တော့ဒါကနေဦးစေးဖောက်ပေးထားပြီးတော့ကိုပေါင်းသေးကတော့သုံးလုံးသေးသေးထိဖောက်ပေးထားပြောင်းလဲသွားဖို့တော့ရှိလောက်တယ်ဗျ။ တော့အင်ဝင်းဖြစ်တဲ့ရီယန်နဲ့ဒီဂျူဗင်နိုရဲ့ဒီချန်ပီယံလိထိပ်တိုက်တွေ့ဆုံတာမဲ့ပြန်ကြည့်ရမယ်ဆိုရင်ဒါပြီးခဲ့တဲ့ဒီ2018 16နှစ်ကပေါ့နော်ဒါ16ခုနှစ်လောက်ပေါ့နော်ဒါ၄ဆိုရင်ဂျူဗင်ကတာတီရခဲ့ဆိုမဲ့ရီယန်အင်ဝင်းမှာတော့ဒီဘက်နှစ်နောက်ပိုင်းဂျူဗင်တက်လို့ပြန်လှန်နိုင်မလို့မထင်ဘူးဗျတော့တိုက်စစ်ပိုင်းမှာလည်းဒါအာကိုအားထားတဲ့ကစားသမားတွေရွေးလို့ရှိနေရဆိုပေမဲ့ဂျူဗင်တက်ကတော့ဒါနောက်ဆုံးကစားခဲ့တဲ့ ETC ကြီးတွေမှာရှုံးနေတာဆိုဒီဘွဲစင်တက်အားဆိုင်လာမလားရွေးရကလည်းချန်ပီယံလိမှာအမှတ်ပြနိုင်ရရှိဖို့အတွက်ကိုရုန်းကန်လာခဲ့မှာဆိုရင်တော့ဒီနေ့ဘွဲစင်ရဖို့ခတ်မရလာတော့ကျွန်တော်တို့အနည်းဆုံး ဒါဂျူပင်ပြန်သွင်းရင်တော့ UN နဲ့ဂျူပင်တို့ပွဲစဉ်မှာဒါအနည်းဆုံး1တိဒါမှမဟုတ်ရှင်ကိုကတော့သုံးလုံးထပ်ကိုကြော်သွားမယ်လို့ခံမှန်းမိတယ်စိတ်ကြောက်ရွေးချယ်ပြရမလို့ UN နဲ့ဂျူပင်တို့ပွဲစဉ်မှာကျွန်တော်ကတော့ကိုဘောပဲကျွန်တော်ရွေးချယ်ပြီးခြင်းပါလေခင်ဗျာတော့ဒီစည်းလေးနဲ့ပဲဒါတင့်တော်စီနဲ့လိုက်ပြီးဆော့ကစားပြီးခြင်းပါလေဆိုတော့နောက်ထပ်တစ်ပွဲဖြစ်တဲ့ Frankfurt Liverpool ပွဲစဉ်ကျွန်တော်ရွေးချယ်ပြီးတော့မှာဖြစ်တယ်ဗျ England Frankfurt ကတော့ Germany Bundesliga ရဲ့ကစားရမှာရှိနေပြီးတော့ဒါ Liverpool ကတော့ England Premier League ကြ England ပြတဲ့ Frankfurt ကတော့ Germany Bundesliga မှာတော့ဒါခုနှစ်မှာဖြစ်နေပြီးတော့ Liverpool ကတော့ဒါ အင်္ဂလန်ပလီးမားလီသုံးမှာဗျဆိုတော့လီဗာပူးကနောက်ဆုံးကစားခဲ့တဲ့အင်္ဂလန်ပလီးမားလီမှာမန်ချက်စတာယူနိုက်တက်ကိုရှုံးနိမ့်ထားတဲ့အင်္ဂွယ်မှာပရမက်ကနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တောက်ဘိုးပြက်နေတာပေါ်ထားပြီးတော့ကြံလဲရှုံးနိမ့်ထားတယ်ပေါ့နော်အဲ့ကြတော့နှစ်သင်းလုံးရဲ့ထိတဲ့အတွေ့အဆုံအရာကိုပြန်ပြီးတော့ကြည့်ရမယ်ဆိုရင်တော့ဒါတစ်ချိန်တစ်ခါမှမရှိသေးဘူးဆိုမှအင်္ဂွယ်ဖြစ်တဲ့ပရမက်ကလည်းတာတယ်လီဗာပူးကလည်းတာတယ်လို့ပြောလို့ရတယ်ဗျဒါပေမဲ့ရှုံးပွဲတွေကြုံတွေ့နေလီဗာပူးအနေနဲ့ဒီနှစ်နိုင်ပွဲပြန်ဦးလားလိမ့်မလား ဖန်ဖက်ကပဲနောက်ထပ်အနိုင်သုံးဘက်ကိုရောက်သွားမလားချန်ပီယံလိမှာရှုံးပွဲကြုံနေတဲ့ဖန်ဖက်နေနဲ့လီဗာပူးကိုနေအိမ်မှာဒါအခက်ကစားရမှာဆိုတော့လီဗာပူးရဲ့ body တွေကယနေ့ဖောက်ပြထားဆိုရင်တလုံးသူရင်ပြားဆုံးစားသေးတဲ့တလုံးတွေတွေဖောက်ပြထားကနဦးစေကိုပေါင်းစီတလုံးတွေဆက်ပေးထားကြလီဗာပူးနောက်တန်းနေမှာကိုရီပြန်ပေးရဆိုမှတိုက်စစ်ပိုင်းလည်းကိုသွင်းဖို့တော့ခက်ခဲသွားလိမ့်မယ်လို့မထင်ဘူးဆိုပေမဲ့ဖန်ဖက်ကတော့ကိုပြန်သွင်းမယ်ဆိုကိုကတော့အနည်းဆုံးပေါ့နော်ကျွန်တော်မှန်းသလောက်ဆိုလို့ရှိရင်တော့ဒါနှစ်တနှစ်နှစ်လည်းဖြစ်တော့ဖြစ်သွားနိုင်တယ်ဗျစကြဝဠာရွေးချယ်ပေးရမှာဆိုရင်ဖလန်ဖနက်ဒီလီဗာပူးဝယ်တင်မှာလည်းနောက်ထပ်တစ်ကြောင်းဖြစ်တဲ့ကျွန်တော်ကတော့ ကိုပေါ့ပဲဆက်လက်တွဲပေးချင်ပါတယ်ခင်ဗျာနော်နောက်တစ်ပွဲဖြစ်တဲ့မော်နိုကိုနဲ့စပါးပွဲကိုကျွန်တော်ဆက်လက်ရွေးချယ်ပေးသွားမှာလည်းဖြစ်တယ်ဗျာအင်္ဂွင်းဖြစ်တဲ့မော်နိုကိုနဲ့စပါးလိုပွဲစဉ်မှာဆိုရင်ဒါဝေကွင်းဖြစ်တဲ့စပါးကနေပြီးတော့ရှစ်တူဆိုရင်ပြားဆုံးကျော်လို့ရနေပြီးတော့ရှစ်တူဆိုရင်တေးသေးပဲကြောပြီးရတယ်ဒါခဏဦးပေါ့ဒီသေးပေါ့နော်ကိုပေါင်းစီမှာဆိုရင်တော်လုံးတဝက်စားသေးရတယ်တော်လုံးတေးသေးလည်းရှိတယ်ဗျာဒါဘော်ဒီသေးအပြင်ကိုပေါင်းစီလည်းဒါပြောင်းလဲသွားဖို့တော့ရှိကောင်းရှိနိုင်တယ်အင်္ဂွင်းဖြစ်တဲ့မော်နိုကိုကလည်းတာလို့ဝေကွင်းဖြစ်တဲ့စပါးချန်ပီယံလိမှာဆိုရင်လည်းဒါပုံစံကောင်းလေးတွေရှိထားတာတွေ့ရတယ်ဗျာနောက်ဆုံးကစားခဲ့တဲ့ဒီ င်္ဂလန်ပလီးများလိမှာဆိုစပါပါရှုံးနေထားတယ်ဆိုပေမဲ့ဒါအနိုင်ရရှိဖို့ကြိုးစားနေရလဲဖြစ်တယ်ဗျဆိုတော့မော်နိုကိုကလည်းနောက်ဆုံးကစားပွဲစဉ်မှာတေးကြပြီးတော့နောက်ပွဲစဉ်မှာအနိုင်ရယူထားတယ်ဒါပေမဲ့ရှမ်ပီယံလိမှာဆိုတော်တော်လေးပြန်ရုံနေရတွေ့ရတယ်အင်ဝင်အားလာနေတဲ့မော်နိုကိုစပါဝေကွင်းလေးရပါတော့ရှေတူသေးပဲဖောက်ပြီးရကိုပေါင်းသေးကတော့၃လုံး၃ဝက်စားသေး၃လုံးသေးသေးဆိုရင်ကျွန်တော်ကတော့ဒါအရေးဆုံးပြီးတော့အင်ဝင်မော်နိုကိုဘော်ဒီလေးပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ခင်ဗျာနော်နောက်တစ်ဝက်ဖြစ်တဲ့ဒီဘိုင်ယန်နဲ့ပေါ့နော်ကလပ်ပူရှေပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးတော့မှာဖြစ်တယ်ဗျာ အင်ဝင်ဖြစ်တဲ့ဘိုင်ယန်မြူနစ်ကနေပြီးတော့ဒါကလပ်ဘူရှေဘော်ဒီလေးမှာဆိုနှလုံးသေးရနှလုံးသွင်းတာပြဆုံးအရှုံးစစ်တီဖောက်ပေးထားတယ်ဘော်ဒီစီကိုပေါင်းစင်းမှာဆိုသုံးလုံးအရှုံးစစ်ရနေလေးလုံးတဝက်စားစစ်တီဖောက်ပေးထားတယ်ဗျဘိုင်ယန်မြူနစ်ကချန်ပီယံလိမှာဒါပြိုင်ပွဲဆုံးအကုန်လုံးအနိုင်ရရှိထားတဲ့အသင်းအသင်းလည်းဖြစ်တယ်ဒီနေ့အင်ဝင်မှာအနိုင်ဆက်ရသွားပြီးယူသွားမလားကလပ်ဘူရှေကတော့အိုးဝင်းညက်နေဆိုပြီးမဲ့ဒါဘိုင်ယန်မြူနစ်ကိုဒါခံခံပြီးတော့ဆွတ်နိုင်ပါမလားအင်ဝင်ဖြစ်တဲ့ဘိုင်ယန်မြူနစ်ကအားသာရဆိုပေမဲ့ကျွန်တော်ရဲ့ဒီနေ့ကိုခံမရလောက်ဘိုင်ယန်မြူနစ်ပဲအနိုင်ယူပြီးနောက်ထပ်အနိုင်သုံးမှတ်နဲ့ပေါ့နော်ဒါ ရှမ်ပီယံလိဇာကိုနောက်ထပ်တနေရာမှာရောက်သွားလိမ့်မယ်လို့ခမမ်းမိပါတယ်စက်ကြောက်ရွေးချယ်ပေးရမယ်ဆိုရင်လည်းဘိုင်ယန်မြူးနစ်နဲ့ကပ်ပူရှေတို့ပွဲစဉ်မှာဆိုရင်ကျွန်တော်ကတော့အင်ဂုံဖြစ်တဲ့ဘိုင်ယန်မြူးနစ်ပေါ်တွေပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါခင်ဗျာဘူရောပရဲ့ရှမ်ပီယံလိပွဲစဉ်နေ့မှာဒါ22ရက်နေ့ည23ရက်နေ့မနက်မှာရှင်းပေးကစားကြမယ်ဒါ UEFA ရှမ်ပီယံလိပွဲစဉ်မှာဆိုရင်ရီးရဲနဲ့ဂျူဗင်ပွဲစဉ်မှာကျွန်တော်ကတော့ကိုပေါင်းအပေါ်ရွေးချယ်ပေးထားတာပါရန်ဖနက်လေးပါဦးပွဲစဉ်မှာဆိုလဲကိုပေါင်းအပေါ်အပြင်မော်နိုကိုနဲ့စပါးပွဲစဉ်မှာလဲမော်နိုကိုပေါ်ဒီနဲ့ဘိုင်ယန်မြူးနစ်နဲ့ကကပူရှေတို့ပွဲစဉ်မှာဆိုကျွန်တော်အင်ဂျင်ဖြစ်တဲ့ဘိုင်ယန်မြူးနစ်ပေါ်လေးရွေးချယ်ပေးထားပါ ဒီလေးပွဲသလုံးကိုအကြကြီးလုပ်ရမယ်ဆိုရင်တော့မောင်းပေါ်ကြီးကျွဲဆိုးလို့ရပါတယ်ခင်ဗျာနော်ကျေးဇူးအားပေးတဲ့ညီကိုတွေအထူးပဲကျေးဇူးပါတယ်တန်ခေါင်းကြပါသေးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ